မင်္ဂလာပါဗျာကျန်းချင်းမြန်မာပြည်ပါရွှေညမိမိသားစုမှအကျိုးတူပါတယ်ဗျာဒီနေ့22ရက်6လ2025မှဒီ28ရက်6လ2025တပတ်တာကံကြမ္မများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲဒီလိုနေပြမှာတော့အထုတလဲရတော့ခမထီပေါက်တတ်တပြူငွေကြီးနဲ့ပတ်သက်မှာမိမိလိုအပ်နေသောငွေကြီးများအမြန်ရသည့်တဲ့ကာလမျိုးဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ကိစ္စလိုမိမိလိုအပ်နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့လူများဒီချိန်မှာ အမိမိလိုအပ်နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးအစဉ်ပြောင်းထိကန်လေးတွေစမ်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ထိကန်များအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားပဏာမတင်ပြပေးလိုက်ပါရစေဗျာဒါကြောင့်ဒီတစ်ပတ်အတွင်းမှာတော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့မိ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 သားစုမိမိလုပ်နေတဲ့လုပ်ငန်းမှာတော့ပြဿနာလေးတွေနည်းနည်းရှိတယ်ဗျို့အာတယောက်နဲ့တယောက်စိတ်ကအဆင်မပြေဘူးဗျို့ကိုယ်ကစိတ်ကမြန်းနေတော့ကိုလုတ်ချင်တာတခုလုတ်နေတာတခုပြောချင်တာတခုပြောနေရဖြစ်ပြီး မိမိအိမ်မှာရှိတဲ့မိသားစုများမိမိလုပ်ငန်းခွင်မှာရှိတဲ့အလုပ်ခွင်မှာရှိတဲ့အဲအလုပ်သမားများအဲနောက်ဆရာများအဲအတွင်းထဲမှာခင်ဗျတယောက်နဲ့တယောက်စိတ်ဝမ်းကွဲမှုအဆင်မပြေမှုအဲ့ဒီကိစ္စမျိုးကြုံတွေ့ရတဲ့ကာလမျိုးဖြစ်နေဖြစ်နေတာကောင်းပါလေဗျာဒီချိန်မှာဥဝင်လောက်ကနေပတ်သက်တဲ့ပူညာပူညာဖြစ်ရမယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပူညာပူညာဖြစ်ဖြစ်နေပြဿနာတွေကျင်းပြီးမဖြစ်ရင်တော့ကြီးကြီးကျယ်ကျယ်ပြဿနာဖြစ်တတ်ပါလေဗျာပြဿနာမရှိဘဲနဲ့အဆင်ပြေတယ်ပျော်ဝဲရှင်ပွဲတွေလုပ်တယ်ပျော်ဝဲရှင်ပွဲမှာပြဿနာဖြစ်တယ် အလူတွေမင်္ဂလာဘွဲတွေလုပ်တဲ့မင်္ဂလာဘွဲတွေမှာပြဿနာဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးအိမ်လုံခြုံရေးနံပါတ်တဲ့အစီအမေပြကြတဲ့ခုနှစ်သားသမီးအားလုံးတို့ဟာဒီအချိန်မှာအမိမိမှာရှိတဲ့အိုးအိမ်လုံခြုံရေးနံပါတ်တဲ့ကိစ္စလေးအစီအမေခြင်းတော့ခမရရာဦးတော်အောင်မြောက်တော်လဲဒါလေးကိုဂိုင်းပြီးတော့ဆူတောင်းအတင်ဒါလေးရေကျွန်တော်လုံခြုံရေးနံပါတ်တဲ့ကိစ္စအစီအမေပြနော်အဲ့ဒီအလုတ်ကင်နေနဲ့ပတ်သက်တာအဆင်မပြေဘူးမိသားစုနဲ့ပတ်သက်လဲအဆင်မပြေဘူးဗျာကြားကြအောင်ကျွန်တော်အတင်သားလေးကအလုတ်ကင်နဲ့ပတ်သက်တဲ့အဆင်ပြေအောင် မိသားစုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေရှင်းပြအောင်ကူညီဆောင်ကြတော့မူပါဆိုတဲ့အကြောင်းရာဦးတောင်းအနောက်မြောက်တောင်းလှည့်ဒါလေးကိုဂိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများ အများဆုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စဘဒုဖြစ်ဖြစ်ဓာပြရင်ကြောက်တယ်ဓာမပါတဲ့လူနဲ့ဓာပါတဲ့လူဓာပါတဲ့လူကနိုင်တာပဲဓာမပါတဲ့လူကကြောက်တတ်တဲ့သဘာဝကြီးတယ်ဒါကြောင့်ဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့လူကရာဟုတောင်းနောက်မြောက်တောင်းလက်ပြီးဓာလေးကိုပြပြပြီးတော့ကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတဲ့ဥယင်လောက်ကိုင်းများအမြန်ဆုံးပွင့်လမ်းမှာဖြစ်ပါလေဗျာမန်းနီပတ်သက်တဲ့ပတ်သက်တဲ့မှာဒီကြီးမှာငွေကြီးနဲ့ပတ်သက်တဲ့ ယာယီပြတ်တောက်မှုငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေမှုငွေကြီးနဲ့ပတ်သက်တဲ့ဒုက္ခကျုံရတဲ့ကာလမျိုးတွေဖြစ်နေပါတယ်ဗျာငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေမှုငွေကြီးနဲ့ပတ်သက်တဲ့ပြန်ရလွဲကြောမှုငွေကြီးနဲ့ပတ်သက်တဲ့မိမိလိုအပ်ချက်မှမပြည့်စုံမှုဖြစ်နေတာဒီချိန်ကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ပြည့်စုံမှုမရှိအောင်ပြောကိုယ်တိုင်မှုလက်ထက်မှာပတ်သက်ကြီးတွေရှိရင်ပတ်သက်နေများများကြိုင်နေပတ်သက်နေဝင်နေဝင်ရင်ကုန်းပတ်သက်မရှိရင်ဝင်အပဒံရှိရင်ကောအဲ့ဒါမျိုးဖြစ်တဲ့တည်းပသက်မရှိတာဖြစ်တဲ့တည်းပသက်ဝင်သေးတယ်နဲ့ခွန်းလန်းနေပေါ်ပေါက်ပြီးတော့ ပတ်သက်ရှိရင်တော့ကုန်သေးတတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာဒါကြောင့်ငွေတွေပြတ်နေတာကောင်းပါလေပြတ်နေတဲ့တဲ့ငွေမှဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ပုံကူများငွေကြီးတားလို့နေတယ်ဆိုရင်တော့ဗုဒ္ဓတောင်ရကိုလှက်လှက်ပြီးမှလပိတ်လေးတစ်ခွက်ကိုတစ်စလုံးတားအောင်ပြီးမှဆူတော့အဲလပိတ်တစ်ခွက်လေးကိုဖြောစွန်းလေးနဲ့တစ်စလုံးတော့တောင်ရကိုလှက်ပြီးတော့တောက် အတင်းလေးပိတ်လေးရကျွန်တော်ပတ်သက်လို့နေလဲလူတွေပတ်သက်ဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်ပေးရရန်စရာလေးတွေအစီအပြေကျင်တယ်ဗျာကျွန်တော်အမြန်ဆုံးအစီအပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှလပိတ်လေးတောက်ပြီးတော့တစုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးများအမြန်ဆုံးအစီအပြေမှဖြစ်ပါတယ်အဲ့ဒီလပိတ်ကွေကလေးကနောက်တော့လဲကြုံရင်ခင်ဗျာအဲ့ဒီလပိတ်ကွေကလေးကိုတစုံတစုံတောင်းမကူလာလှည့်ပြီးတော့ခင်ဗျာမကုန်မချင်းတာကြုံတဲ့အချိန်တိုင်းကြုံတဲ့အချိန်တိုင်းတောက်ဆမှာဗျာဒီနိုင်လေးတွေ မိနစ်ကလေးတွေချာချပြီးတောက်ချမှာခမရမှာပိတ်ဆိုနေငွေကြီးများအမြန်ဆုံးပွင့်လန်းလာမှာဖြစ်ပါတယ်ဗျာမိုးရင်အသက်တာစိတ်စိတ်ထဲမှာတခုခုကိုလိုမကြဘူးစိတ်နဲ့လူနဲ့မကပ်ဘူးစိတ်ထဲမှာတခုခုကိုအဆင်မပြေတတ်ဘူးအဲ့ဒါမျိုးဖြစ်နေတာမျိုးဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့လိုမကြတဲ့လူစိတ်ထဲမှာတခုခုလိုအပ်ချက်ဖြစ်နေတဲ့လူအလောက်ကိုင်းမကောင်းမှုငွေကြီးအဆင်မပြေဘူးရောင်းဝယ်မကောင်းမှုအာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စခေါ်သားတွေမလာသေးဘူးအိမ်မှာပူညာပူညာဖြစ်နေမိမအိမ်ဆောက်ခြင်းနဲ့မိလေးအမင်္ဂလာဆောင်ခြင်းနဲ့ အကျော်တမီလေးရရွှေလေးလိုချင်တဲ့အမီလေးရနိုင်ငံခြားသွားချင်သူတဲ့ဖြစ်နေတဲ့အတွက်စိတ်တင်ကြောက်ကြောက်ချားဖြစ်ပြီးတော့စိတ်တင်ညစ်နေတဲ့ပုံကူများစနေတော့အောင်တော့လှည့်ပြီးခီးတကားနဲ့ပတ်သက်လွယ်ကူအောင်တရပင်ရတရတိလေးပေါ့ဗျာတရတိလေးတလုံးလောက်ဂိုင်းပြီးတော့ဆူတော့စိတ်စိမ်ကြက်ကြက်တရတိလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုးနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားမှဖြစ်ပါတယ်ဗျာဒါကြောင့်တရတိလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့ အငွေကြီးပိတ်နေတဲ့လူကငွေကြီးများအများဆုံးရမယ်အလုတ်ကံမကောင်းတဲ့လူကအလုတ်ကံရမယ်အလုတ်ခေါ်တာတွေမလာတဲ့လူကအလုတ်ခေါ်တာတွေလာပြီးအိမ်မှာပူညာပူညာဖြစ်နေတဲ့လူကပူညာပူညာနဲ့ပတ်သက်တဲ့ကိစ္စများဝေးကွာသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်စနေတော့အနောက်တောင်တော့လက်ပြီးတည်တည်တလုံးတော့ကိုင်းပြီးမှဆူတောင်းမယ်ဆူတောင်းပြီးချထားမယ်နောက်လိုရရင်လည်းကိုင်းမယ်အာဒီတစ်ပါးလုံးမှတည်တည်လေးကိုင်းဆူတောင်းတော့စိတ်ချမ်းသာပျော်ရွှင်မှုများမိမိမှာစိတ်ထဲမှာတကူးကူးလိုအပ်တဲ့ကိစ္စများဆူတောင်းခြင်းဖြင့်တင်းတော့မှပိတ်ဆို့နေသောကိစ္စများ အမြန်ပွင့်လမ်းမှာဖြစ်ပါတယ်ဗျာအချို့အပြင်းဆိုးတော့ခင်ဗျာရာဦးတောင်းနောက်မြောက်တောင်းလဲပြီးတော့ခင်ဗျာဓာလေးကိုပြပြပြီးမှဓာလေးကိုကန်းကန်းပြီးမှဆူတောင်းမယ်ဆိုရင်လောက်ကန်းနေပွင့်လမ်းပြီးတော့ဗုဒ္ဓတောင်းရက်ကိုလက်ပြီးလက်ပိတ်တို့ကလေးဖြောပြီးတော့ဒီဘက်တွင်းမှာအဲ့ဒသွန်းဒသွန်းဒသွန်းမကြခဏတောက်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာပြေးလဲပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရင်တော့ခင်ဗျာစနေတော့နောက်တောင်းတောင်းလဲပြီးတော့တရေတိလေးတွေကိုင်းဆူတောင်းမယ်ဆိုရင်စိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့တဲ့လူယောက်ျားဝါတတာပဲပြူလူယောက်ျားတွေနဲ့ပတ်သက်တဲ့အောင်မြင်တဲ့အောက်ခြေတွေလွတ်တတ်တယ်ကိုရကုတီသားမဟုတ်တဲ့တခြားရတီသွားတယ်အိမ်မှာမနေဘူးရုံးမှာမနေဘူးအပြင်သွားတယ်ကိုကြီးကိုကိုမိသားသူကိုလုံငန်းနေလုံရင်ဆင်ပြေးရမယ်ကြာကိုကိုရင်ကိုမိသားသူကမကွာဘဲနဲ့အပြင်မှာလရလရဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုများပြဿနာဖြစ်ပေါ်မှုများကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေတပ်ပြက်နေတယ် ပြည့်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအစီအပြေတော့ကော်ပီလေးတစ်ခွက်ကိုပြောတောက်ကြမြောက်ရကိုလှည့်ပြီးမှတစုံလုံးတောက်ပြီးမှဆိုတော့အတင်ကော်ပီလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအလုံးမလို့ဘူးလုံးလုံးမဖြစ်မဲအိမ်မှာရှိတဲ့လူယောက်ျားတွေကကမ္ဘာကိုကိုရင်ကိုမိသားမှမကပ်ဘူးကပ်မှဖြစ်မဲစကန်နန်နေကြတယ်စကန်နန်နေငိမ့်မှဖြစ်မဲအဲ့ဒီကိစ္စတွေနဲ့လူယောက်ျားတွေတက်ပြနေတဲ့ကိစ္စလေးတွေအစီအပြေအောင်ကူညီစောင့်ကြတော့မူပါဆိုတဲ့အကြောင်း တောက်ကြမြောက်ရကိုလက်ပြီးမှလပိတ်အကော်ဖီလေးကိုတသွန်းလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့သူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်လူယောက်ျားတွေတစ်ခုခုအစီအမပြေတဲ့ပုံကူများဒီတစ်ပတ်တွင်းမှာတော့ကော်ဖီလေးတစ်ခွက်ကိုဖြောတသွန်းလောက်ပဲတောက်ကြမြောက်ရကိုလက်တောက်နောက်ကျုံတဲ့အခါတိုင်းမှာတသွန်းလောက်တသွန်းလောက်တောက်မယ်ဆိုရင်ပိတ်ဆိုနေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ကိုနေနီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်း အာဘူညာဘူညာနဲ့ဖြစ်တယ်ပြောကွာကိုရဒေတာမဟုတ်တဲ့တခြားရတဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ဘူညာဘူညာအနော်အငွေကြီးနဲ့ပတ်သက်တဲ့ပြတ်တော့မှုကြုံရတဲ့ကာလမျိုးငွေကြီးနဲ့ပတ်သက်တဲ့လွယ်သားလုံသားမှုအဲ့ဒါကြီးကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါရဲ့ပညာကြီးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရတုတုနဲ့ပတ်သက်တဲ့ကိစ္စ နေရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီကိစ္စတွေပေါပေါက်နေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရေမှုတကဘာလုံးမှာကြီးတဲ့မင်းနေရာငွေကြီးနဲ့ပြတ်တောက်မှုအိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုအိုးအိမ်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ယာယီစွန့်ခွာထွက်ပြေးမှု ပြဿနာတက်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေရင်ကော်ပြီးလေးတစ်ခွက်ကိုဖြောအင်္ဂါတော့အရှိတောင်တောင်လက်ဒုစွန်းလောက်တောက်ပြီးမှသူတောင်ကော်ပြီးလေးဒုစွန်းလောက်တောက်ပြီးမှအတင်းကော်ပြီးလေးရဲ့ ျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်ပြင်ရိုင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပြောင်းအရွှေ့ရာထူးတူတွေလုပ်မယ်မြေအနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဗျာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့ဒါကြောင့်အတင်ကော်ဖီလီယာကူညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းလှည့်ပြီးမှကော်ဖီလေးတောက်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့မိယာရီနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားတဲ့ခီကူပြောတဲ့စကားအမှန် သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်ရခြင်းနဲ့လူရတာဗုဒ္ဓတောင်ရကိုလည်းလပိတ်လေးတစ်ခွက်ကိုပြောဇုံးလေးနဲ့တစ်စုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်သွားတော်ခီးများအန်ဒီအကင်းပေးခြင်းပြီးပြောတော်စကားများအောင်မြင်ကြောကြသလိုငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလည်းအဆင်ပြေမှဖြစ်ပါတယ်ဒီတစ်ခါထက်မှလည်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှလပိတ်လေးပြော တစုံလောက်မကြခဏတောက်တောက်ပြီးမဲ့သူတစုံတစုံလောက်တောက်ပြီးမဲ့ဆိုရင်တော့ငွေကြီးများအစီအပြေများလွဲချုံနေတော့ခီးစကားများအများဆုံးအောင်မြင်ကြကြသွားမှာဖြစ်ပါလေဗျာဒါကြောင့်တပတ်စာရတော့ငွေကြီးနဲ့ပတ်သက်တဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလွဲချုံနေတယ်ကြောက်နေတယ်ပြဿနာတက်မှကြောက်ရင်တော့ဗုဒ္ဓတောင်ရကိုလဲပြီးတော့တပိတ်လေးတစ်ခွက်ကိုဖြောပြီးမှတစုံလောက်တစုံလောက်မကြခဏတောက်မယ်ဆိုရင်တင်းတော့မှပိတ်ဆူနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒီချိန်မှာရိုးရတွေပြက်နေတယ် အပြည်နယ်တွေအကောင်းမီပြီးမှဒီအာမကောင်းမှုကိုယ်နိုင်ငံကိုယ်လူမျိုးမှာအာမကောင်းမှုနဲ့သူများနိုင်ငံတွေအကောင်းနေတာဖြစ်ပါတယ်ဒီချိန်မှာမှမင်းနေရာယာယီရေးဖို့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်နေရာကိုစွန့်ခွာပေးရတဲ့ကာလမျိုးဖြစ်ပါတယ်ကိုကိုရင်ကိုမိသားစုမှမဟုတ်ဘဲနဲ့တခြားရတီတမှာအောင်မြင်ကြောကြတတ်ပြီးတော့ကိုကိုရင်ကိုမိသားစုကိုယ်လုံးငံမှာတော့အဆင်မပြေတတ်ဘူးပြုအထိုင်နေရာတွေကတော့လုံးဝအဆင်မပြေတတ်တဲ့နေရာမျိုးဖြစ်ပါတယ်ရိုးရည်ပြက်တယ်အဲဆိုကိုကိုအပြင်ကိုရောက်နေတဲ့လူတွေအဲမမြင်ရတဲ့လူတွေကပြန်ခေါ်မယ် အပြင်မှာရောက်နေတဲ့ကိုကိုရင်ကိုမိသားစုမှာနေတဲ့လူကအပြင်ကလာပြီးတော့ခေါ်လို့ပါသွားတတ်တယ်ပြဿနာဖြစ်တတ်တယ်အဲဒါဆိုကိုကိုရင်မိသားစုဆုံပြီးတော့ပြေးရတဲ့ကာလဒါမှမဟုတ်တိုက်တီထဲမှာတက်ပံကိုကိုရင်ကိုမိသားစုကိုပြန်ခေါ်တဲ့ကာလမျိုးတွေဖြစ်တဲ့ပြည့် အကုန်လုံးကလွဲလွဲချော်ချော်ဖြစ်နေတာဖြစ်တာပဲဗျာရိုးဝါးရီပြက်လို့လူတွေစုလိုက်ပြုံးလိုက်ဒေတတ်တယ်လေပြက်လို့ဒေတတ်တယ်ရေကြီးလို့ဒေတတ်တယ်မြေပြငလင်လို့လို့ဒေတတ်တယ်မီးလောင်လို့ဒေတတ်တယ်လေရင်ပြက်ကြလို့ဒေတတ်တယ်အသေးဆုံးနဲ့ဒေတတ်ပါတယ်ဗျာတင်းလဲအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဒေတတ်တယ်ကာလာမျိုးတွေဖြစ်ပါတယ်ဒီနေရာနေပြီးတော့လက်ရှိရှိနေတဲ့လူဘွားနေပြီးတော့တိုက်ကူပြန်လိုက်ဝင်ရောက်သွားတာဖြစ်ပါတယ်ဗျာရိုးဝါးရီပြက်နေတာဖြစ်ပါတယ်ရိုးဝါးဖော်မှဒုရာကျော်မှဖြစ်ပါတယ်ဗျာ ဒါကြောင့်ခမရိုးရလေးဒီဘောမတူလက်ဖက်ကြီးတစ်ခုကိုဖျောအင်္ကာတော့အရှိတောင်တောင်လှဲ့တစုံလောက်တောက်ပြီးမှဆူတောင်းအတင်းလက်ဖက်ကြီးလေးရိုးရဖို့လို့ဒိုးရကြိုးခြင်းနဲ့အမှုကင်းပြဿနာတွေဝေးခြင်းနဲ့အဆင်ပြေခြင်းနဲ့ဗျာပြဿနာတွေကင်းပြီးတော့အဆင်ပြေခြင်းနဲ့ငွေကြေးများအထူးလိုက်ပြုံလိုက်လုပ်ကိုင်းဝင်းမဲရွှေတွေအဆုလိုက်ပြုံလိုက်လုံးလိုက်ခင်ပြီးတာသနာပြုခြင်းလိုက်တာဗျာဒါကြောင့်အတင်းလက်ဖက်ကြီးလေးကအကူကြီးစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းလက်ဖက်ကြီးတစ်ခုကိုဖျောအင်္ကာတော့အရှိတောင်တောင်လှဲ့တစုံလောက်တစုံလောက်မကြခဏတောက်မယ်ဆိုရင်တော့ ရိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခင်းပြဒနာတွေဝေးပြီးတော့နောက်ငွေကြီးများအစုလိုက်ပုံလိုက်လုံးလိုက်ခဲလိုက်ပြီးတော့သာသနာပြုနိုင်တဲ့ပုံကိုယ်တွေဖြစ်တော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရလေးဒီဒီတစ်ပတ်တည်းမှာဖုံးမယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးမှနောက်ကျွန်တော်လည်းပိတ်လေးလေးသုံးလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတော့ကံများအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ဒီကံလေးတွေနဲ့ပတ်သက်တဲ့စမ်းမဲ့ပုံကိုယ်များအင်္ဂါတော့အရှိတောင်တော့လှည့်လပိတ်လေးတစ်ခွက်ကိုဖြောပြီးမှသုံးလောက်တောက်ပြီးမှဆူတောင်း အယောအဖော်တာရောငွေကြီးရောတပြိုင်တည်းဖြစ်ပါတယ်ဗျာအတင်လက်ဖိတ်လေးရကျွန်တော်တို့ဒီဘက်ထီကန်လေးကြီးစမ်းမယ်ထီကန်လေးတွေနဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ကျွန်တော်စမ်းမယ်ထီကန်လေးတွေအဆင်ပြေအောင်ဒီဘက်ထဲမှာအဲအတင်လက်ဖိတ်ကြီးကအကူကြီးစောက်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းလှည့်ပြီးမှလက်ဖိတ်လေးတို့သုံးလောက်တောက်ပြီးတော့ထီကန်လေးတွေပွင့်ရပါသေးကြအောင်ဆူတောင်းမယ်ဆိုရင်တော့ထီကန်များအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ထီကန်လေးတွေစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့ ခွန်တို့ရှစ်တို့လေးတို့ငါးတို့ဆိုတဲ့ကဏ္ဍလေးတွေခွေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေအထီကံများဒီတပတ်အတွင်းမှာအမြန်ဆုံးပြန်ပွင့်လာမှာဖြစ်ပါတယ်။ဒါကြောင့်ထီကံလေးတွေပွင့်အောင်အင်္ဂါတောင်အရှိတောင်တောင်လက်လပိတ်လေးတစ်စုံလောက်တောက်ပြီးမှခွန်တို့ရှစ်တို့လေးတို့ငါးဆိုတော့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရဗျာဒါကြောင့်ဒီတစ်ပတ်ထဲမှာတော့ကံကောင်းသေးတဲ့ကိစ္စအင်္ဂါဂျူတိနေတာဖြစ်တဲ့အတွက်ထီထီပေါက်တတ်တဲ့ပိတ်ဆိုနေတဲ့ငွေကြေးများမိမိလိုအပ်တဲ့ငွေကြေးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ရတတ်တာဖြစ်ပါတယ်ဒါကြောင့်ဆူတောင်းမှာရိုးရီဖောပါအထူးသဖြင့်အင်္ဂါတော့အရှိတောင်းတော့လဲပြီးမှလက်ပိတ်လေးတောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းမယ်အဲထီကံများအများဆုံးပွင့်လန်းပြီးတော့ဗုဒ္ဓတောင်းရကိုလဲပြီးတစ်စုံလောက်တောက်မယ်ဆိုရင်တော့ တွဲချုံနေတော့ခီးစရာများတက်ပြီးငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမိဖြစ်ပါကြောင်းရွှေညာမီမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာတပတ်စာ22ရက်6လ2025မှသည်28ရက်6လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ